တမတရား၏အတိနှလုံးသားထဲမှာဖရာသခင်ရဲ့နှုတ်ကပတ်တော်များနေထိုင်မှုပုံစံဖြာဒိတ်၄ဟေဘရဲ၁၀၂၀၃၉သမတရား၏အတိသလုံး၏သမတရားကို သလုံးတွင်၍ကောင်းသောမြေဖြစ်အောင်သမတရားမျိုးစေ့ကိုခြေ၍သမတရားကို ပြုစုပြောင်းခြင်းဖြင့်အတိကိုတည်တတ်၏ မြေယာပြန်လဲရယူခြင်းစုတ်ပြစ်ရန်မပြုတ်လို့ရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါ သင်စိတ်နှလုံးထင်းမှထုတ်ယူကမြေပြန်စာကောင်းသောမြေဖြစ်အောင်လုပ်ပါသစ္စာမျိုးစေ့ကိုစိုက်ပါဆာရှာရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါမြေပြစာကောင်းသောမြေနှင့်ပြုလုပ်ထားသော သလုံးလေတွင်အမှန်တရား၏မျိုးစေ့ကိုစိုက်ပါစိုက်ပျိုးပါ သမတရား၏အသား သမတရားဤအတိသမတရားဤအတိပယောချက်တိပယောချက်သွေးဖြစ်ပါနိပယောချက်မလုပ်ပါနဲ့သောပယောချက်ထားပါတော့ဒီပယောချက်လုပ်ပါ if project လုပ်ပါစိတ်နှလုံးထဲကတစ္ဆာတရားကိုဖယ်ထုတ်ပြီးကောင်းသောမြေဖြစ်အောင်လုပ်ပါနေထိုင်မှုပုံစံဖြာထိတ်၄၃ ဟေပြဲတဆက်နှစ်ဆက်တေပေါ်ရင်သူ၁၄နာရီ၁၀မိနစ်ညီအကိုတို့တင်တို့သည်အွမ်းရ၌သူငယ်မဖြစ်ကြနှင့်မတရားသောအမှုအရာ၌နိုးဆို့သူငယ်ဖြစ်ကြလော့တေပေါ်ရင်သူ၁၄နာရီ၁၆မိနစ် ညီကိုတို့အဘဲတို့နဲ့တင်းတို့စည်းဝေးကြတော့အခါစာလံတချင်းကိုရတော်သူသုံးမောဝါရစကားကိုရတော်သူအခြားသောဘာသာစကားကိုရတော်သူပြာဒိတ်တော်ကိုရတော်သူ အနတ်ဘော်ပြရာကိုရတော်သူအတီးတီးရှိကြသည်ဖြစ်၍ခတ်သိမ်းသောအမှုတို့ကိုတိဆောက်ခြင်းအလိုငှာစီရင်ကြလော့တေပေါ်ရင်သူစနေနိုင်တဆက်ခုနမနီ အခြားသောဘာသာစကားဖြင့်ဟောပြောသောသူရှိလျင်နှစ်ယောက်ဖြစ်စီအများဆုံးဆိုသော၃ယောက်ဖြစ်စီတယောက်နောက်တစ်ယောက်ပြော၍တယောက်သောသူသည်အနက်ကိုပေါ်ပြစေ။ဒီပေါ်ရင်သူ၁၀နှစ်နာရီ၁၈မိနစ်စကားပြန်မရှိလျင်ဟောပြောသောသူသည်အတင်းတော်၌တိတ်ဆိတ်စွာနေ၍မိမိအားခင်ဖျားသခင်အားခင်ပြောစေ။ တိပေါ်ရင်သူ34နာရီ36မိနစ်ပရောဖက်နှစ်ယောက်ဖြစ်စီသုံးယောက်ဖြစ်စီဟောပြော၍အခြားသောသူတို့သည်စစ်ကြောစင်ကျင်ကြစီတိပေါ်ရင်သူ34နာရီ30မိနစ်ထိုင်ရနေသောသူအားတစုံတစ်ခုကိုဖွင့်ပြတော်မူလျင်အရင်ဟောပြောသောသူသည်တိတ်ဆိတ်စွာနေစီ တိကောရင်သူ34နာရီ34မိနစ်တင်းတို့ဤမိမားတို့သည် အသိတော်၌တိတ်ဆိတ်စွာနေကြစေသူတို့သည် ဟောပြောရသောအခွင့်မရှိကြပြညတရားစီရင်သည့်အတိုင်းသူတို့သည်ယောက်ျားဤအုပ်ဆိုးခြင်းကိုဝန်ခံရကြမည်တိပောရင်သူ34နာရီ39မိနစ်အခြားသောဘာသာစကားဖြင့်ဟောပြောခြင်းအမှုတို့ကိုလည်းမမြစ်တားကြနှင့် တေပေါ်ရင်သူ14နာရီ40မိနစ်ခတ်သိန်းသောအမှုကိုတင်းနယ်ရောက်ပတ်စွာအစဉ်အတိုင်းစီရင်ကြလော့တေပေါ်ရင်သူ15နာရီ34မိနစ်တရားသဖြင့်노ကြလော့ဒူးစရိုက်ကိုမပြူကြနှင့်အချို့သောသူတို့သည်ဖျားသခင်ကိုမတိကြထို့သို့ဆိုသောတင်တို့ကိုရှက်ကြောက်စေခြင်းငါငါဆို၏